ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်မေလ12ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့် ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီနှင့်ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးကျင်းပပြုလုပ်တဲ့သတင်းကိုတင်ပြပေးပါမယ်။မြို့သားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီနှင့်ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး9မြင်းဆောင်2025ကိုမေလ17ရက်မနက်10:00အချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေး၌ ဂျာကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီအတွင်းရေးမှုအဖွဲ့ဝင်တရားရေးဝန်ကြီးဌာနညွှန်ကြားရေးမှုမှအဖွဲ့မှစကားပြောကြားခဲ့ကြောင်းသတင်းရရှိပါသည် ထို့နောက်ပညာရေးဝန်ကြီးဌာနမှလက်ညွန်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှအုပ်ချုပ်ရေးဆိုင်ရာပေါင်းဆက်လုပ်ငန်းများနှင့်ပတ်သက်၍သိရှိလိုသည့်များကိုဆွေးနွေးခဲ့ကြရာဝန်ကြီးဌာနအသီးသီးဤတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါတွေ့ဆုံပွဲသို့အမြဲတမ်းတွန်းဝင်များဒုတိယအတွန်းဝင်များတွဲဘက်အတွန်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်ရန်ကုန်တိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီးအစည်းအဝေးကိုနေ့လယ်၁၂နာရီချိန်တွင်ရပ်နားခဲ့တယ်လို့သိရပါတယ်။ ခင်ဗျာဒုတိယသတင်းအနေဖြင့်မိကောင်ပေါ့အရွယ် PDF တက်မတော်ဤအနာဂတ်အတွက်ပြည်သူလူထုဤထိန်းချောင်းမှုအရေးပါကြောင်းဒေါက်တာစိုးသူရဇော်ပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ်မြန်မာနိုင်ငံဤတော်လန်ရေးတွင်အဓိကကြသောပြည်သူ့ကာကွယ်တက်မတော် PDF သည် လက်ရှိတွင်အပြိုးဘောလူပြိုးဘောဝင်စားမိကောင်ပေါက်အရွယ်တို့ရောက်ရှိနေကာဤအဆင့်သည်ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးကြီးသော အချိန်ကာလဖြစ်ပြီးတင့်တင့်သောပြုစုပျိုးထောင်မှုနှင့်စနစ်တကျထိန်းချုပ်မှုများလိုအပ်နေကြောင်းဒေါက်တာဆိုးသူရဇော်မှမေလ17ရက်နေ့လူမှုကွန်ရက်မှာပြောကြားထားပါတယ်ကျွန်တော်တို့ရဲ့ PDF တက်မတော်ဟာဆိုရင်လဲယခုကာလသည် မိကောင်ပေါက်အရွယ်ကိုဖျက်ဆီးနေရတာဖြစ်ပါတယ်တိုက်ပွဲအတွေ့အကြုံမရှိစစ်ပညာမတတ် လက်နက်ခဲယမ်းမရှိဗန္နာငွေကြေးနှက်ထီဆိုတဲ့ PDF ပေါက်ဆလေးတွေလည်းမဟုတ်တော့သလို institution ကောင်းကောင်းနဲ့စနစ်တကျလက်ပတ်ပြီးလက်ယုံရည်နှလုံးရည်နဲ့အဖက်ဖက်ကပြည့်စုံတဲ့တက်မတော်ကြီးတည့်ရလဲမဟုတ်ပြန်ပေဘူးတဲ့စစ်လက်နက်ပစ္စည်းဆိုင်ရာမှာရှိတော့ရှိပေမဲ့ ပြည့်စုံတဲ့အခြေအနေမဟုတ်ဘူး။နှစ်နည်းမြေပိုင်ဆိုးမှုဆိုရင်လည်းရခင်ကထက်အထိုက်လျောက်ပုံမလာပေမဲ့ရန်သူကိုအကုန်အစင်ရှင်းထုတ်နိုင်တဲ့ PDF လွတ်မြောက်ဒေတာတွေကတော့လက်ချိုးရေလို့ရအောင်နည်းနေသေးပြန်နေ။သုံးဗန္နာငွေကြေးပိုင်းဆိုင်ရာမှာလည်းအခွန်အတုပ်တွေရသင့်သလောက်ရပေမဲ့တော်လန်ရေးကိုကြီးစွာသောအထောက်ပံ့မဖြစ်စေဘဲငွေကောင်းကွဲနေတယ်လို့ဆိုထားပါတယ်။စိတ်ပိုင်းဆိုင်ရာတွင်လည်း PDF တပ်ဖွဲ့များသည်စီးလုံးညညွတ်သောအမိန်ပေးကိုကဲမှုရန်ရာတစ်ခုတိဆောက်ရန်လိုအပ်နေသလိုအချို့သောတပ်ဖွဲ့များ ှင့်ခေါင်းဆောင်များတွင် တော်လရင်ထက် ကိုကျိုးစည်းဝါကိုဦးစားပေးလာမှုအချင်းပြတ်ခြားစားမှုများနဲ့ယာရုအာနာကိုမမောလာမှုများပေါ်ပေါက်လာနေကသက်ဆိုင်ရာတာဝန်ရှိသူများကစနစ်တကျထိန်းချုပ်ပြီးလမ်းကြောင်းမှန်သို့ဥတီရန်လိုအပ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုမဟုတ်ဘဲအပြန်သင်္ကာစမိကောင်ပေါက်အရွယ် PDF တက်မတော်ကြီးကိုစနစ်တကျမထိန်းချုပ်မအုပ်စည်းနိုင်ရင်တော့အချင်းပြတ်ခြားစားမှုတွေနဲ့အတူကိုကျိုးစည်းဝါကိုအလေးမြတ်ပြုလွတ်တဲ့စစ်ဗျင်တွေနဲ့၎င်းတို့ရဲ့ကပိုက်ဆောင်တက်တွေဖြစ်လာပါလိမ့်မယ်လို့យေတာထားပါတယ်။မိကောင်ပေါက်အရွယ် ယ်ကိုစနစ်တကျမထိန်ကျောင်းနိုင်ပါက PDF တပ်ဖွဲ့များသည်အကျင့်ပြတ်ချစားမှုနှင့်ကိုကျိုးရှာမှုများဖြင့်ဇော်ကန့်လန့်တပ်ဖွဲ့များအဖြစ်ပြောင်းလဲသွားနိုင်တာကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူပြည်သူလူထုကပြုစုပြောင်းထောင်ကြပါထိန်ကျောင်းတက်မှတ်ကြပါလို့တိုက်တွန်းထားပါတယ်ခင်ဗျာ ဆက်လက်ပြီးမင်းပြမြို့နယ်တွင်တန်ငယ်မရင်းတက်ဖြတ်မှုအတွက်အပြစ်ပေးရင်ရခိုင်အရက်ဖက်အဖွဲ့များတောင်းဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ရခိုင်ပြည်နယ်မင်းပြမြို့နယ်ဖားပြူကျေးရွာတွင်2025ခုနှစ်မေလအတွင်းအသက်9နှစ်အရွယ်မင်းကလေးငယ်တအူအားအတမပြုကျင့်တက်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ဒေသခံအရက်ဖက်အဖွဲ့အစည်းများကတရခန်အားဥပဒေအရအစိုးဆုံးပြစ်ဒဏ်ချမှတ်ရေးအာရခပြည်သူတော်လှန်ရေးအစိုးရထံ တောင်းဆိုလိုက်ပါတယ်။တောင်းဆိုချက်တွင်တဖားပြိုရွာတက်ငင်မရိမှုလူတက်မှုနှင့်ပတ်သက်၍စစ်စစ်ဆက်ဆက်ဗတ်မလိုက်ပဲအချိန်နှင့်တပြေးညီစုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးပြစ်မှုကျူးလွန်သူကိုဖော်ထုတ်ကာပြစ်မှုရှော့ပေါ့လွတ်ငင်းခွင့်မရှိဘဲဥပဒေအောက်တွင် အကြီးမားဆုံးပြစ်ဒဏ်များဖြင့်အရေးယူပေးရန်နှင့်ကျူးလွန်ခံရသူနှင့်၎င်း၏ကြံရစ်ခဲ့သောမိသားစုဝင်များအတွက် လူမှုတရားမျှတမှုရရှိရေးကို အာမခံလျက်စီရင်ချက်ချမှတ်ပေးရန်၃အာရခဒေတာနှင့်မျိုးသမီးများနှင့်ကလေးသူငယ်များအပေါ်အကြမ်းဖက်မှုများကျူးလွန်ခြင်းများနောက်နောက်မဖြစ်ပွားရအောင်ထိရောက်စွာကာကွယ်တားဆီးပေးသည့်လုပ်ငန်းစဉ်များချမှတ်ပေးရန်တို့ပါဝင်ပါတယ်။ယခုဖြစ်ရနှင့်ပတ်သက်၍အာရခတက်တော် AA ကတန်တရားရှိသူအမျိုးသားတအုပ်ကိုဖမ်းဆီးစစ်ဆေးနေပြီးဒေတာကံများနှင့်အရက်ဖက်အဖွဲ့များကတရားမျှတမှုရရှိရေးအတွက်အလင်းမြန်ဆောင်ရွက်ပေးရန်တိုက်တွန်းထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီး Mother's Day တွင်တန်းငယ်ကိုထိန်လင်းမှမိခင်တော်အောင်ဆန်းစုကြည်အတွက်နှင်းစီပင်စိုက်ပျိုးတဲ့သတင်းကိုတင်ပြပေးပါမယ် Mother's Day အထိမ့်မှတ်အဖြစ်မိခင်ဖြစ်သူတော်အောင်ဆန်းစုကြည်အတွက်တန်းငယ်ကိုထိန်လင်းကနှင်းစီပင်တပင်စိုက်ပျိုးကဂုဏ်ပြုခဲ့ပါတယ်မတရားဖန်ဆီးခံထားရတော့လဲတော်အောင်ဆန်းစုကြည်ဤခွန်အားအလှတရားနှင့်မပြတ်သောမေတ္တာတရားတို့ကိုဂုံပြုသောအနေဖြင့်ဤနှင်းစီပင်ကိုယေရှုဆိုက်ပြုခဲ့ခြင်းဖြစ်ပါသည်။သူမ၏စိတ်ဓာတ်နှင့်လမ်းညွှန်မှုတို့သည် ပန်းတိုင်းတွင်ရှိနေပြီးဆက်လက်လှုံ့ဆော်ပေးနေကြောင်းဒီနှင်းစီဟာမိမိအတွက်ပါ Happy Mother's Day မိမိလို့ရေးသားထားပါရခင်ဗျာယခုနောက်ဆုံးတဲ့အနေဖြင့် San Francisco တွင်တရုတ်ကောင်စစ်ဝန်ယုံရှိမြမအချုပ်အခြာကာကွယ်ရေးဆန္ဒပြပွဲပြုလုပ်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ California ပြည်နယ် San Francisco မြို့ရှိတရုတ်ကောင်စစ်ဝန်ယုံရှိတွင် Free Burma Action Committee Northern California FBAC ဦးဆောင်မှုဖြင့် China Get out of our country Burma ကောင်းစဉ်ဖြင့်155ကြိမ်မြောက်စင်စက်မပြတ်လူလူတပိတ်တိုက်ပွဲကို 2025ခုနှစ်မေလ10ရက်ကပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။စန္ဒပြပွဲတွင် FBAC နှင့်ပြည်ပຫນွေဦးတော်လိုင်းအင်အားစုများကတရုတ်ကွန်မြူနီအစိုးရ၏မြမအချုပ်အချာအားထိပါလာသည့်လုပ်ရပ်များကိုပြင်းပြင်းထန်ထန်ကန့်ကွက်ပြီး၎င်းတို့၏ကိုလိုနီနယ်ချဲ့ဝါဒနှင့်လက်သစ်စီးပွားရေးဖိနှိပ်မှုများကိုထောက်ပြဝေဖန်ခဲ့ကြသည့်အပြင်တရုတ်အစိုးရနှင့်ပတ်သက်သောသဘောထားထုတ်ပြန်ချက်များကိုဖတ်ကြားခဲ့ကြပါတယ်။စန္ဒပြပွဲသို့တက်ရောက်လာသည့်မြမပြည်သူများက တရုတ်အစိုးရ၏မြန်မာနိုင်ငံအတွင်းစီးပွားရေးတက်ရောက်မှုနှင့်နိုင်ငံရေးဝင်ရောက်ဆွတ်ဖက်မှုများကိုဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်းကြွေးကြော်ခဲ့ကြပါရခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းစစ်သွေးနဲ့ Carshel တို့ကပေးပို့ထားတာဖြစ်ပါရခင်ဗျာ